င်္ဂလာပါရှင်။နိုဗင်ဘာလ၄ရက်နေ့အတွက်တန်လင်ထမ်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်ထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, YouTube, Website, X, TikTok နဲ့တန်လင်ထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွင်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တရက်ချောင်းမှာ PDF ရဲဘော်2ဦးကြာဆုံးခဲ့တဲ့သတင်း စစ်ကောင်မရှင်ခန့်ကရင်ဝန်ကြီးချုပ်မဲဆွယ်ဆိုင်ပုတ်စုပ်ဖြဲမှုဆွဆွဲကြတဲ့လူငယ်အုပ်ဖန်းစည်းခံရတဲ့တရင်တွေဖြင့်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကာလ3ရက်စလုံးစန့်ကျင်သွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီအတည်ပြုလိုက်တဲ့တရင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတရင်တွေမှာတော့အီရန်နိုင်ငံမျိုးတော်တီဟီရန်မှာနှစ်ပတ်အတွင်းတောက်ရီကုန်ခန်းနေတဲ့တရင်မြန်မာကြားဖြန့်ခိုင်းနေနှိမ်နှင်းခံရပြီးနောက်ဝန်ထမ်းအသက်တွေအလင်းမြန်ရှောက်ဖွေနေတဲ့တည်င်းနေတဲ့အတူ နေ့ပြန်အတွက်မိုးလီဝဲသားသတင်းလေးကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်2ဦးကြာဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုက November 4ရက်နေ့မှာထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်နဲ့အောက်တိုဘာလပထမပတ်တွင်စစ်ကောင်ပြင်တက်စစ်ကြောင်ထိုးလာတာကြောင့်တရချောင်းမြို့နယ်ကြောက်လီကကျေးရွာနဲ့ဗဒချောင်းကြီးကျေးရွာတို့မှာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းတော်လန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်2ဦးကြာဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာတနက်တက်လက်လဲဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲတွင်စစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်73ဦးသေဆုံးခဲ့ပြီး10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကာလက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။တပွဲခရိုင် တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံကတော့နှစ်ဖက်စစ်ရေးအခြေအနေကြောင့်တိုက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအခုမှထုတ်ပြန်ရတာလို့တန်လွင်ထားမှုပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့တဝဲခရိုင်တပ်ပေါင်းစုကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာ၄တပ်ရင်းစံနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်တိုက်ပွဲအတွင်းစစ်ကောင်ပြင်းတက်စစ်ကြောင်းဟာကြောက်လီကဇော်ဖျားနဲ့မိုးရွေကုံကျေးရွာတို့ကအင်ချိန်60ကျော်ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွဲ V9 ဆိုင်ပုတ်ကိုစုပ်ဖျက်ခဲ့တဲ့ဖန်မျိုးကအမျိုးသားနှစ်ဦးကိုရွေးကောက်ပွဲဥပဒေနဲ့စစ်ကောင်ပြင်းကအမှုဖွင့်ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ဒီသတင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါရရှင်။စစ်ကော်မရှင်ခန့်ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုးမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွဲပြီးနိုင်ဆိုင်ဖို့ကိုစုပ်ပြဲခဲ့တဲ့ဖန်အမျိုးကအသက်15နှစ်အရွယ်လူငယ်တူပါဝင်မျိုးသားနှစ်ဦးကိုရွေးကောက်ပွဲဥပဒေနဲ့အမှုပွင့်ဖမ်းဆီးရေးယူလိုက်တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ2ရက်နေ့ကကရင်ပြည်နယ်ဖမ်းမြို့အမှတ်2ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိမှာစိုက်တူထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဝင်ပြိုးရေးပါတီက ဟန်မဲဆနာနေပြီးနေလွတ်တော်ကိုစလေလောင်းဦးစွမ်းမြင့်ဦးရဲ့တပ်ပုံနဲ့စာသားပါပြီးနိုင်ဆိုင်ဘုတ်ကိုဖန်မြို့အမှတ်နှစ်ရက်ကွက်နေသူတွေဖြစ်ကြတဲ့အသက်32နှစ်ထွန်းထွန်းဝင်းနဲ့အသက်15နှစ်ချိုးမင်းသန်းတို့ကဆုတ်ပြေးခဲ့တာလို့ထုတ်ပြန်ကြမှာပါရှိပါတယ်ဦးစွမ်းမြင့်ဦးရဲ့ရေကောက်ဝဲမဲဆယ်ပြီးနိုင်ဆိုင်ဘုတ်ကိုဆုတ်ပြေးခဲ့တဲ့ဖန်မြို့နေထွန်းထွန်းဝင်းနဲ့ချိုးမင်းသန်းတို့ကိုစစ်ကော်မရှင်လောက်ခံဖန်မြို့မှာရေစကန်ကနေပါတီစုံဒီမိုကရေစီထွေထွေရေကောက်ဝဲများကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှာ ကာကွယ်ပေးရေးဥပဒေပုံမှန်24ကနဲ့အမှုဖွင့်ဖမ်းဆီးထားပြီးထိရောက်တဲ့ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဖမ်းမြုပ်မှာရွေးကောက်ပွဲမဲဆွဲပြီးနိုင်ဆိုင်ပုဂ္ဂိုလ်စုပ်ပြခဲ့တဲ့သူနှစ်ဦးကိုစစ်ကော်မရှင်လောက်ခံရဲတပ်ဖွဲ့က CCTV စောင့်ကြည့်ကင်မရာကနေတဆင့်နိုဝင်ဘာလ2ရက်နေ့ညပိုင်းမှာပေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့နဲ့ညီဆက်သူတွေကဆိုပါတယ်။ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲများကို နှောက်ယှက်ဟန္တာဖြစ်စီခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ24ကရာထောင်နဲ့အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်ထိချမှတ်ရမယ်ပြင်ဝေဒန်လေးချမှတ်နိုင်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားတာပါစစ်ကော်မရှင်ကကင်းပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးဟာနာမည်ရွေးကောက်ပွဲမှာပြည်တော်စုချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေကင်းပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် FPTP ဟန်မြွနဲ့ဝေဆနနယ်မှာဝင်ရောက်ရှင်းပြရင်တော့မှာဖြစ်ပါတယ် ထွေထွေရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစစ်ကော်မရှင်ကစတင်ကျင်းပတော့မှာဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်ရဲ့ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းမှာတော့ပြည်တော်စုကြခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီတခုတည်းသာမဲဆွယ်မှုတွေရှိနေပြီးချောင်းမင်ပြိုင်မဲ့ပါတီတွေကတော့မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေတိတ်မတွေ့ရဘူးလို့ဒေသခံတွေပြောကြချက်ကနေသိရပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့အတူရောင်ရွေးကောက်ပွဲကိုအကြိုကာလကျင်းပစဉ်ကာလနဲ့ရွေးကောက်ပွဲအလွန်ကာလ၃ရက်စလုံးဆန့်ကျင်သွားမယ်လို့အတည်ပြုလာပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရှင်။မော်ပြီဖက်ဒရယ်ကောင်စီအနေနဲ့စစ်ကော်မရှင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုအကြိုကာလကျင်းပစဉ်ကာလနဲ့ရွေးကောက်ပွဲလွန်ကာလ၃ရက်စလုံးဆန့်ကျင်သွားမယ်လို့နိုဝင်ဘာ၃ရက်နေ့မှာအတည်ပြုပါတယ် လာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပဖို့ရှိနေတဲ့အပိုင်းလိုက်အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Mobi Federal Council MSFC ကတရားမဝင်အတူရောင်ရွေးကောက်ပွဲပေါ်မူဝါဒရပ်တည်ချက်စာရန်တစောင်ထုတ်ပြန်လာတာပါ။စီအိုစုကနေဖွဲ့စည်းထားတဲ့စစ်ကော်မရှင်အနေနဲ့2020ရွေးကောက်ပွဲရလဒ်ရလူမှုဆန္ဒကိုစန့်ကျင်ပြီးအာဏာသိမ်းခဲ့တာကြောင့်အာဏာသိမ်းစစ်တပ်ဟာတရားမဝင်အုပ်စုဖြစ်ပြီးရွေးကောက်ပွဲကျင်းပခွင့်မရှိဘူးလို့ဆိုပါတယ်။သူတို့ကျင်းပမဲ့ရွေးကောက်ပွဲကလည်းနိုင်ငံရေးအရတရားဝင်မှုမရှိတာကြောင့်အတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ Mobi Federal Council MSF စီကတတ်မှတ်တာဖြစ်ပါတယ်နိုင်ငံပြည်ထနာကိုမဖြစ်ရှင်းနိုင်ပေရွေးကောက်ပွဲကိုအတင်းပြုလုပ်ရင်ပုံမှန်များပြတဲ့ပဋိပက္ခကိုသာဥတီစေမှာဖြစ်ပြီးပြည်သူကိုအကျိုးမဖြစ်စေဘဲလူအများဆန္ဒနဲ့ဆန့်ကျင်နေတယ်လို့စာတမ်းမှာဖော်ပြပါရည်။ဒါကြောင့်မော်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနဲ့အထူးရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ရမှာပြည်သူလူထုနဲ့တော်လိုင်းရဲ့အကျိုးစီးပွားကိုဥတီပြီးမဟာပြူဟာနဲ့လုပ်ငန်းစဉ်တွေချမှတ်ဆောင်ရွက်သွားမယ်လို့ဆိုပါရည်။မွာရရက်တီကျက်စာတမ်းကိုအခြေခံကအဲ့ဒီအထူးရောင်ရွေးကောက်ပွဲပေါ်တုံ့ပြန်ရေး MSFC အနေနဲ့နိုင်ငံရေးနဲ့တပ်တမန်ရေးရချင်းကပ်မဲ့ရှေ့ဆက်လုပ်ငန်းစဉ်ကိုဖော်ဆောင်သွားမယ်လို့အတည်ပြုတာပါစစ်ကောင်မရှိကြေညာထားတဲ့ရွေးကောက်ပွဲအစီအစဉ်ဟာအထူးအောင်ဖြစ်ကြောင်းလုံးဝထင်ရှားတဲ့လက္ခဏာတွေပါရှိနေတယ်လို့ဆိုပါတယ်လွတ်လပ်မှုတရားမျှတမှုအားလုံးပါဝင်မှုရှိတဲ့ဒီမိုကရေစီလုပ်ငန်းစဉ်အတွက်မရှိမဖြစ်လိုအပ်ချက်တွေကိုပြည့်မီရေးပြတ်ကွက်နေတာပါအတိုက်ခံပါတီတွေလူမျိုးစုဖွဲ့စည်းတွေနဲ့အထူးကသက်ဆိုင်သူတွေကိုစနစ်တကျဖယ်ထုတ်တာအခြေခံလွတ်လပ်ခွင့်တွေကိုဖိနှိပ်တာအဖွဲ့စည်းတွေကိုချဲလဲတာ လိန်လေလက်ဖျားတဲ့လုံထုံးလုံကြီးတွေကိုမိခိုတဲ့အနေနဲ့စစ်တပ်ဟာမရှိတဲ့တရားမျှတမှုကိုအတူရောက်ဖန်တီးဖို့ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။အခုလိုတရားမဝင်လုပ်ငန်းစဉ်ကိုပယ်ချရေးအတွက်မြန်မာပြည်သူလူထုတွေအပါအဝင်နိုင်ငံရေးသက်ဆိုင်သူတွေနဲ့နိုင်ငံတကာမိတ်ဖက်တွေကြားစီးလုံးညီညွတ်မှုဟာမရှိမဖြစ်လိုအပ်တယ်လို့ထောက်ပြထားတာပါ။ပြည်သူလူထုအနေနဲ့အတူရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစန့်ကျင်တဲ့ငြိမ်းချမ်းတဲ့ခုခံတော်လှန်မှုကိုမရင်းမရိုင်ဆက်လုပ်သွားဖို့တောင်းဆိုသလိုအာနာဖီဇန်ရေးလှုပ်ရှားမှုနဲ့အသိပညာပေးလှုပ်ရှားမှုတွေမှာပါဝင်ဖို့ကိုလည်း MSFC ကတိုက်တွန်းထားပါသေးတယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့အထူးရောင်ရွေးကောက်ပွဲကိုစတင်ဖို့ထောက်ခံအားပေးခြင်းမပြုဖို့နဲ့ပြည်သူလူထုရဲ့အတန်ကိုခိုင်မာစေရေးနဲ့တရားဝင်တဲ့ Federal Democracy ကုပြောင်းရေးအတွက်တောင်းဆိုဖို့အားပေးတင်တယ်လို့ဆိုပါပြီ။ဒါအပြင်နိုင်ငံတကာအတိုင်းဝန်းဟာမြန်မာနိုင်ငံတွင်းမှာရှိတဲ့ရပ်ဖက်လူ့ဖွဲ့စည်းနဲ့အခြေခံလူထုရဲ့လှုပ်ရှားမှုတွေ NUG, NUCC, EAO နဲ့ MEC တို့ဥဆောင်တဲ့ချက်တွေပါဝင်လှုပ်ရှားမှုတွေကိုတက်ကြွစွာထောက်ပံ့တင်တယ်လို့စာတမ်းမှာဖော်ပြပါတယ်။ MSFC က NUG, NUCC, EAO, MECO နဲ့အတူစစ်ကော်မရှင်ကိုတရားမဝင်ကြောင်းဖော်ထုတ်ရေးနဲ့တရားဥပဒေနဲ့အညီဒီမိုကရေစီကုပြောင်းရေးအတွက်ဖိအားကိုထိန်းထားဖို့နဲ့ငြိမ်းချမ်းတဲ့တော်လှန်မှုနိုင်ငံရေးတပိတ်ပေါင်းမှုအသိပညာပေးလှုပ်ရှားမှုတွေနဲ့နိုင်ငံတကာစီးရုံးလှုံ့ဆော်မှုတွေကိုညှိနှိုင်းဆောင်ရွက်ကြဖို့တောင်းဆိုထားပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အီဗန်နိုင်ငံမျိုးတော်တီဟီရန်မှာနှစ်ပတ်အတွင်းတောက်တုံးရေကုန်ခန်းတော့မှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ပြပြပေးထားပါရရှင်။ အီရန်နိုင်ငံမှာတမိုင်းဝင်မိုးကောင်းရေရှားဖြစ်မှုကြောင့်မြို့တော်တီဟီယန်ဒေတာခန်ဒီအတွက်အဓိကတောက်ရည်အရင်အမြင်ဟာလာမယ့်သတင်းပတ်နှစ်ပတ်အတွင်းကုန်ခန်းတော့မှာဖြစ်ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။တီဟီယန်မြို့အတွက်တောက်ရည်ပေးနေတဲ့15ခုတဲကတစ်ခုဖြစ်တဲ့အမာခါဘာဆယ်ဟာသတင်းနှစ်ပတ်အတွင်းရေခမ်းခြောက်သွားနိုင်တဲ့အနေရရှိနေပြီးစုစုပေါင်းဝင်ဆန်ပမာဏရဲ့800ခန်းလောက်ပဲကျန်ရှိတော့တယ်လို့မြို့တော်ရေပေးဝေရေးကုမ္ပဏီညွှန်ကြားရေးမှူးဗီဇက်ပါစာကိုကိုးကားပြီး IRNA သတင်းဌာနကဖော်ပြပါတယ်။ ။လက်ရှိရေပမာဏအတိုင်းဆိုရင်တီဟီယန်မြို့ကိုနောက်ထပ်သတင်းနှစ်ပတ်ပဲရေပေးဝေနိုင်တော့မှာဖြစ်တယ်လို့သူကသတိပေးထားပါတယ်။အီရန်မှာဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးမိုးခေါင်ရေရှားဖြစ်မှုနဲ့ရင်ဆိုင်နေရချိန်မှာအခုလိုသတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ တီဟီယန်နဲ့အနီးတစ်ဝိုက်ဒေသမှာမိုးရွာသွန်းမှုအတိုင်းအတာက ရာစုနှစ်နှစ်စုအတွင်းမကြုံစမှုအခြေအနေတွေဖြစ်နေတယ်လို့ဒေသဆိုင်ရာအရာရှိတဦးကပြီးခဲ့တဲ့လမှာပြောကြားထားပါတယ်။အီရန်သမ္မတကလည်းမိမိတို့ရဲ့မြို့တော်တီဟီရန်ကိုမကြခင်ပြောင်းရွှေ့ဖို့လိုနေပြီဖြစ်ကြောင်းသတိပေးထားပါတယ်။အမခါဘာဆယ်မှာရှိရဲ့ရေတွေဟာနှစ်ပတ်အတွင်းကုန်ခန်းတော့မယ်လို့ဆိုပေမဲ့တခြားဆယ်တွေရဲ့အခြေအနေကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လူဦးရေ၁၀သန်းကျော်ရှိတဲ့မီဂါစီးတီးတီဟီရန်အတွက်တနည်းကိုတောက်ရေကုဘမီတာ၃သန်းပေးဝေနေရကြောင်းအီရန်မီဒီယာတွေကဖော်ပြပါဗျ။ရေချွေတာရေးရှိစဉ်မှုအနေနဲ့ဒေသတွေအများကြီးကိုရေအလှဲကျပေးဝေနေပြီးနွေရာသီမှာရေပြက်လက်မှုတွေဖြစ်ပေါ်နေပါဗျ။တီဟီရန်မှာအပူချိန်မြင့်တက်နေချိန်ရေနဲ့ဆွိုင်းအင်ချွေတာရေးဇူလိုင်လနဲ့ဩဂတ်စ်လအတွင်းအများပြည်သူအားလက်ရက်တွေအဖြစ်သတ်မှတ်ကြေညာတာတွေလုံးဆောင်ခဲ့ရပြီးနေတိုင်းနီးပါးလျှက်စစ်မီပြတ်တောက်မှုတွေလည်းရှိနေပါဗျ။ အီရန်ရဲ့အိမ်နီးချင်းအီရန်မှာလည်း1993ခုနှစ်နောက်ပိုင်းအစိုးရကမိုးကောင်ရေရှားမှုနဲ့ရင်ဆိုင်နေရပါတယ်။မိုးရေချိန်နဲ့ပါလွန်ပြီးညညပိုင်းမှာအတားအဆီးတွေရှိနေတာကြောင့်ပါရှားပင်လယ်ကွေ့တဲ့စီးဝင်နေတဲ့တိုက်ဂရစ်နဲ့ယူဖရတီမြစ်တို့ရဲ့ရေပမာဏ29ရာခိုင်နှုန်းအထိရောကျနေကြောင်းသိရပါတယ်။မြန်မာကြားဖြန့်ကိုင်းတွေနှိမ်နင်းခံရပြီးတဲ့နောက်ဝန်ထမ်းအသစ်တွေအလင်းအမြန်ရှာဖွေနေပါတယ်။ဒီသတင်းကိုတော့ဝန်နေကတင်ဆက်ပေးထားပါရရှင်။ မြန်မာနိုင်ငံရှိနာမည်အဆိုးဆုံးကြားဖြန့်ခိုင်းဆူရက်တီတွေကတခုနှင်းနှင်းခံရမှုကြောင့်လူသစ်ဝန်ထမ်းသစ်ရှာဖွေမှုတွေအလင်းအမြန်ပြုတ်လုံနေပြီးထွက်ပြေးလာတဲ့ကြားဖြန့်လုပ်သမားတွေဟာနှီးစက်ရကြားဖြန့်လုပ်ငန်းတွေမှာအလင်းအမြန်ဆင်းပေးနေကြကြောင်းပညာရှင်တွေနဲ့အတွင်းလူတွေက AFP သတင်းဌာနကိုပြောပါတယ်။ရှေ့တောင်အရှတဝန်းမှုလို့ပေါက်နေတဲ့ကြားဖြန့်လုပ်ငန်းတွေဟာကမ္ဘာတွင်းကတန်တရားမရှိတဲ့လူတွေကိုစီးပွားရေးမှလုံးတွေပေးချစ်သူတွေလိုဟန်ဆောင်ပြီးတော့ဒေါ်လာဘီလီယံနဲ့ချီပြီးတော့လိမ်လည်နေတာဖြစ်ပါတယ်။ကြားဖြန့်လုပ်ငန်းတွေမှာလုပ်သမားတွေဖြစ်ဝင်ရောက်လုပ်ကိုင်နေသူအများကြီးက လူကုန်မှုခံရပြီးတော့ရောက်ရှိလာတာဖြစ်ပေမဲ့ကိုယ်သဘောနဲ့ကိုယ်ဝင်ရောက်လုပ်ကိုင်နေသူတွေလည်းအများကြီးရှိတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။အော်တိုဘာလာနောင်မင်းကမြန်မာနိုင်ငံဆက်မှရှိတဲ့ကြားဖြတ်လုပ်ငန်းစုဝေးရာ KK ပတ်ကိုစီးနှင်းမှုကြောင့်နိုင်ငံသား1500ကျော်နေဆက်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံတည်းဝင်ရောက်လာခဲ့ကြပြီးမဲ့တင်းချောင်ထွက်ပြေးနေကြသူတွေဟာအဲ့ဒီအမှောင်ဈေးကွက်မှာနောက်ထပ်ဝင်ရောက်လုပ်ကိုင်ဖို့ကြိုးပမ်းနေကြပါတယ်။ KK ပတ်ကနေထွက်ပြေးသွားခဲ့ရတဲ့လူသမားတွေကိုအဲ့ဒီနီးနားမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကတလဒေါ်လာ1400အထိပေးပြီးခေါ်ယူနေတယ်လို့တရုတ်နိုင်ငံသားကြားဖြတ်လုပ်သမားတူကပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာကြားဖြတ်လုပ်ငန်းတွေကိုမြန်မာစစ်တပ်ကနှိမ်နှင်းပြပေမဲ့တခြားနေရာတွေမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကတော့ကောင်းကောင်းကြီးဆက်လက်လက်ပတ်နေတာဖြစ်ပါသေး။ဖက်ပြေးလာတဲ့လူသမားတွေအနေနဲ့အလုတ်တင်ဝင်ရောက်နေရမှာလစာပုံမှန်ပေးပြီးတော့ကောင်းကောင်းဆက်ဆံတဲ့လုပ်တွေရှိသလိုဆိုးရွားတဲ့အလုပ်ရှင်တွေလည်းကြုံတွေ့ရတယ်လို့အဲ့ဒီလုံခြုံရေးရမြင်ဖော်လို့တဲ့တရုတ်နိုင်ငံသားကပြောပါသေး။၂၀၂၃ခုနှစ်အတွင်းတောင်အာရှနဲ့ရှီယာရှာကလေးလံခံရသူတွေရဲ့စုစုပေါင်းဆုံးရှုံးမှုဟာဒေါ်လာ38ဘီလီယံရှိတယ်လို့ကုလသမဂ္ဂကပြောပါသေး။မြန်မာနိုင်ငံမှာပြည်ရင်းဆက်ဖြစ်နေပြီး နယ်စပ်ဒေသတွေမှာအုတ်ချုပ်ရည်အာရုံမှုကြောင့်ကြားဖြတ်လုပ်ငန်းတွေစိတ်ကြိုက်လက်ပတ်လို့ရနေတာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကထောက်ပြပါရယ်2021ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့စစ်တပ်ကကြားဖြတ်လုပ်ငန်းတွေကိုမျက်စိစုံမိတ်ခွင့်ပြုထားပြီးသူတို့ရဲ့မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေငွေကြေးအများကြီးရရှိအောင်ကူညီပေးနေတယ်လို့လေလာသူတွေကပြောပါရယ်မြန်မာကြားဖြတ်လုပ်ငန်းတွေကထွက်ပြေးသွားတဲ့နိုင်ငံသားတွေထဲမှာအိန္ဒိယနဲ့ဖိလစ်ပိုင်နိုင်ငံသားအများဆုံးပါဝင်နေတာတွေ့ရပါရယ် နေ့ဖြန်နိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတဝန်းလုံးမှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ကံယူတန်းဒေသတွေမှာမိုးအထင်းထင်းထစ်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသကြိုတူးပုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနေ့ပြန်အတွက်ခမန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အသင်အသင်မှတိတ်ထူထနိုင်ပါတယ်။ တနင်္လာရီကံယူတန်ရခိုင်ကံယူတန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘတ်တို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္လာ10မိုင်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်းတက်ရှိနိုင်ပါတယ်။သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ပြင်းပြင်းနဲ့မွန်ပြင်းနယ်တို့မှာနေရာဆက်ဆိတ်မှနေရာအနှံပြမိုးရွာသွန်းနိုင်ပါတယ်။ ကပ်ပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝုန်အရှိန်နဲ့အရှေ့ဘက်ကနေလာတဲ့လေပြင်းလိုင်းအရှိန်ကြောင့်ကချင်ပြည်နယ်ပဲခူးတိုင်းမန္တလေးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာလေပြင်းတိုက်ခတ်ခြင်းနဲ့နေရာကွက်လို့မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့ဝေါ်လမြိုင်မြို့ဖန်မြို့နဲ့ဒဝဲမြို့တို့မှာ37ဒီဂရီစင်နီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာခရမ်းလုံရောင်ကြီးအညွန့်ခိတ်ဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီး ကြံဒေတာတွေမှာတော့အညွန်ကင်းဟာတောင်မန်အဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တာလင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X TikTok နဲ့တောင်းလိုက်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။